ံမြင့်ကလေးရဲ့နာမည်မှာ ရွှေပုံနဲ့ရွှေလုံးဖြစ်ပါတယ်။ရှေးတယောအခါငားယောင်၍အသက်မွေးနေသောဖိုးတာကြီးနှင့်မယ်ငိမ့်တွေးဆိုသူလင်မယားနှစ်ယောက်ရှိလေ၏။တနေ့တနိုင်ဖိုးတာရီသည်မြစ်ထဲ၌ပိုက်ကိုချကာငားဆောင်နေစဉ်သူစံတော်ရွှေငါးကြီးတကောင်ကိုဖမ်းမိလေ၏။ပိုက်ထဲမှာမိနေသောထုံငါးကြီးက မိတ်ဆွေကြုတ်ကိုမတက်ပါနဲ့ရေမှာပြန်လွတ်လိုက်ပါမိတ်ဆွေနေဖို့အင်ကြီးတစောင်နဲ့စားတောက်ဆရာများကိုလည်းပေးပါအောင်မယ်ထို့တို့ပြော၍ဖိုးတာရည်သည်ငါးကြီးကို ရေတွင်ပြန်၍လွတ်ပစ်ခဲ့လေ၏ဖိုးတာရည်ပြန်သွားသောအခါခန္ဓာတော်တိုက်ကြီးတိုက်ကို တွေ့ရလေ၏သူဤမယာမေငင်းတွင်မှလည်းလှပသောအဝတ်များကိုဝှက်ရက် စားကန်တောက်ဖွဲများကို ပြင်ဆင်လျက်ရှိလေသည်သူတို့လင်မယားသည်စားတောက်ဖွဲရာများကို စားလျက်ရှိစဉ်မယ်ငိမ့်တွေးကဖို့တာရေးရဲ့ဟော်ရီအင်ကြီးနဲ့ပစ္စည်းများဟာချက်ချင်းဘလို့ဖြစ်လာတာပါလေမေးလေဤဖို့တာရေးကလည်းဝမ်းသာအားရဖြင့်ဘေကပေါ်လာရမှာလဲဟမင်းငင်းတွေးရငါမိတဲ့ငါးကြီးကို ပြန်လွတ်ခဲ့လို့သူကဖန်ဆင်းပေးလိုက်တာပေါ့ ပြောလိုက်လေ၏ထိုခဏ၌သူတို့နေထိုင်လျက်ရှိသောအိမ်ကြီးမှရုတ်တရက်ပျောက်ကွယ်သွားလေ၏နောက်တနေ့၌ဖိုးตาရေးသည်မနေ့ကငါကြီးကိုပြန်မိပြန်လေ၏ငါကြီးလည်းမနေ့ကကဲ့သို့ပင်မိတ်ဆွေကျုပ်ကိုပြန်လွတ်လိုက်ပါမနေ့ကလိုပဲအိမ်ကြီးတစားနဲ့စားကြာများကိုဖန်ဆင်းပေးပါအောင်မေဒါပေမဲ့ဘဒုဟိုမမပြောလိုက်ပါနဲ့ပြောလိုက်လို့ရှိရင်ပြောက်ွယ်သွားပါလိမ့်မယ် ြော၍ဖူတာယီသည်ငါးတိကို ပြန်လွတ်ပစ်လေ၏ဖူတာယီအိမ်တို့ပြန်သွားသောအခါမင်းငင်းတွေကဖူတာယီရေမင်းကအိမ်ကြီးပြန်ဖြစ်လာပြန်ပြီတော့ဘေဒူကများလှုပ်ပေးပါလေစီး၍ပြောလေ၏ဖူတာယီသည်မင်းငင်းတွေကို ပြန်၍မပြောဘဲတိတ်ဆိတ်စွာပင်နေလိုက်၏တို့ရာတွင်မင်းငင်းတွေကဖူတာယီကို မရမကမေးပါများ၍ ဖိုးတာကြီးကငါးတီးမာလိုက်သည့်အကြောင်းကို ပြန်ပြောလိုက်ရာအိမ်ကြီးမှလည်းမနစ်ကကဲ့သို့ပင် ရုတ်တရက်ပျောက်ွယ်သွားလေ၏နောက်တနေ့၌ဖိုးတာကြီးမြစ်ထဲ၌ငါးဆောင်နေစဉ်ရွှေငါးကြီးကိုဖမ်းမိပြန်လေ၏ဒီတကြိမ်၌မူရွှေငါးကြီးကမိတ်ဆွေဒီတခါတော့ကျုပ်ကိုပြန်မလွတ်ပါနဲ့တော့ကျုပ်ဟာမိတ်ဆွေရဲ့လက်ထဲမှာပဲမိဖို့ကံအကြောင်းရှိနေပါပြီ ဒါကြောင့်မိတ်ဆွေရဲ့အိမ်ကိုပဲယူသွားပြီးကျုပ်ကိုဓာတ်နဲ့6ပိုင်းပိုင်းလိုက်ပါပြီးရင်မယ်ငိမ့်တွေးကိုချက်စားဖို့2ပိုင်းပေးလိုက်ပါ2ပိုင်းကိုတော့မိတ်ဆွေရဲ့မြင်းမကြီးကိုကျွေးလိုက်ပါ ကျန်တဲ့ပိုင်းကိုတော့မိတ်ဆွေရဲ့ channel မှာတူးပြီးမြုပ်ထားလိုက်ပါ ပြောလေ၏ဖိုးတာရည်ဒီရွှေငါးကြီးကိုယူဆောင်လာခဲ့ပြီးလေ သူပြောသည့်အတိုင်းတက်လိုက်ပြီးနှစ်ပိုင်းကိုမေချင်းတွေးအားချက်ခံ၍နှစ်ပိုင်းကို သူဤမြင်းမဒီအားကျွေးပြီးလင်ကြံသောနှစ်ပိုင်းကိုသူဤခြံထဲတွင်သူ့လေးမြုပ်ထားလိုက်လေ၏။လအနေငယ်ကြသောအခါမယ်ငိမ့်တွေး၌ရွှေအစင်းရှိသောတားငယ်နေရောက်ဝေးဖွာလာလေ၏။ကလေးများရဲ့နာမည်ကိုမောင်ရွှေပုံနှင့်မောင်ရွှေလုံးဟု၍ပေးထားလေ၏။မြင်းမကြီးမှလည်းရွှေမြင်းလေးနှစ်ကောင်မွေးဖွားလာလေ၏။ ထို့အချိန်မှာပင်သူတို့ဤ channel ၌ထူဆန်းသော ရွှေပွင့်ကြီးနှစ်ပွင့်မြေမှ ပေါ်ပေါက်လာလေ၏ဤတို့ဖြင့်ရွှေပုံနှင့်ရွှေလုံတို့ ညီအကို ကြီးပြင်းလာ၍မြင်းကလေးမှလည်းစီးနိုင်လာအောင် ကြီးလာလေ၏ရွှေပွင့်ကြီးနှစ်ပွင့်မှလည်းထူးဆန်းစွာပင်လှပနေလေ၏တနေ့တစ်နေ့တားအကြီးရွှေပုံကဖူးတာရေးအားအဖေကျွန်တော်တို့ညီကိုနှစ်ယောက်ရွှေမြင်းလေးကို စီးပြီးရှောက်လေချင်ပါတယ်ပြောလေ၏ ဟုတ်တာကြီးကလည်းလူကလေးတို့ရှောက်လဲမယ်ဆိုရင်မင်းတို့ကိုကရွှေသားဖြစ်နေလို့အဖေစိတ်မချနိုင်ပါဘူးကွယ်ပြောလေဤရွှေပုံနဲ့ရွှေလုံးကလည်းဘာမှမပူပါနဲ့အဖေကျွန်တော်တို့ကိုအောင်းမေးလို့ရှိရင်ဟိုရွှေပွင့်ကြီးနှစ်ပွင့်ကိုဒါကြည့်ပါ ရွှေပွင့်များလမ်းနေမယ်ဆိုရင်ကျွန်တော်တို့ဘာမှမဖြစ်ပါဘူးရွှေပွင့်များညိုးနေမယ်ဆိုရင်ကျွန်တော်တို့မှဘေးတစုံတရာတွေ့နေလို့ပါပဲရွှေပွင့်များကြိုးကျသွားရင်တော့ ျွန်တော်တို့ သေးပြီလို့ဒါမှတ်လိုက်ပါအဖေမထားပြီးလင်ခီးထွက်လာခဲ့လေ၏ညီကိုနှစ်ယောက်သည်လမ်းခွဲ၍ထွက်လာကြရာအကိုရွှေပုံသည်ထမင်းဆိုင်ဒီဇိုင်၌ထမင်းဝယ်စားနေစဉ်သူ့အားစိုင်ထဲမှလူများကဝိုင်း၍နှောက်ကြပြောင်ကြသဖြင့်ခရီးမဆက်တော့ပဲလှည့်၍ပြန်လာခဲ့လေ၏ညီရွှေလုံးမမူကရှေ့သို့ဆက်၍လာခဲ့ရာဓမြများနေထိုင်သော တောကြီးတတော်အနီးသို့ရောက်လာလေ၏ထိုအခါရွှေလုံးကိုမြင်သောလူများကဟဲ့တငယ်မင်းဒီတော်ထဲကိုမတော်ပါနဲ့လားဓမြတွေရှိတယ်ကွတားကြလေ၏ရွှေလုံးကလည်းကြောက်စိတ်မရှိပဲကိစ္စမရှိပါဘူးခမညာကျွန်တော်သွားရေးပါတယ်ပြန်၍ပြောကတော်ထဲသို့သွားရန်ဝတ်ဝင်တရေကြီးတစ်ခုကိုသူ့ကိုယ်မှာခြုံလိုက်လေ၏ တော်ထဲတို့ သွားတော့အခါဓမြများက သူ့ကိုမြင်တော်လဲဝဝင်ကြီးဟုထင်ကရဲမရှာကြပေရွှေလုံးဒီနောက်တနေ့မနေ့၌ရွာကလေးတရွာသို့ရောက်သွားလေ၏ထိုရွာကလေးတွင်လှပတော်မိမပြိုတယောက်နှင့်တွေ့၍လက်ထပ်ပွဲကျင်းပရန်စီစဉ်လေ၏မိမပြိုဤဖခင်ကမူဝဝင်တရေခြုံထားသော ရွှေလုံးကိုသံတောင်းစားဟုထင်မှတ်၍သဘောမတူချေ ထိုကြောင့်ညအချိန်တွင်တိတ်တဆိတ်တက်ပြစ်မည်ဟုလာ၍ချောင်းရာဝဝွန်တရေကြီးကို သူဤကိုမှခွာပြီးလင် အိပ်ပျော်နေသောတမတ်ရွှေလုံးကိုတွေ့မြင်ရလေ၏ဖခင်ကြီးလည်းရွှေလုံးကို မတက်ပဲပြန်သွားလေ၏ထိုည၌ရွှေလုံးသည်တောထဲတွင်တမင်လိုက်နေသည်ဟုအိမ်မက်မက်နေလေ၏နနက်လင်းသောအခါအိမ်မက်ထဲ၌လိုက်တော်တမင်ကို ရှာရန်အတွက်တောထဲသို့ထွက်ခွာလာခဲ့လေ၏သူသည်တော်တဲ့တွင်တကယ်ပင်အိမ်မက်ထဲကတမင်ကိုမြင်လိုက်ရ၍မနာမနေလိုက်ခဲ့ရာတဲကလေးတဲတဲကိုတွေး၍ဝင်ကြည့်တော့အခါအဖွားအိုတယောက်နှင့်တွေ့လေ၏ရွှေလုံးကဒီမှာခမရတမင်တကောင်ကိုမတွေ့လိုက်ဘူးလားမေးလျာအမေအိုကအေးတွေ့လိုက်တာပဲပြန်ပြောစဉ် တဲထဲမှခွေးတကောင်ဒီရွှေလုံးကိုကိုက်မိဟုပြေးလာလေ၏ရွှေလုံးကလည်းခွေးကိုတတ်မိဟု ရွယ်လိုက်စဉ်အမေအိုက ရွှေလုံးအားကြောက်ရွံ့ဖြစ်အောင်သူ့အသက်ဖြစ်ဖန်ဆားထားလိုက်လေ၏ရက်အတန်ကြာတော့အခါအိမ်၌ကြံရှိခဲ့သော ရွှေလုံးဤမယားဒီရွှေလုံးပြန်မရောက်လာ၍စိတ်ပူလျက်ရှိနေ၏ထိုအချိန်မှာပင်ဖခင်ကြီးနှင့်မောင်ရွှေပုံတို့သည် ခြံထဲမှာရှိသောရွှေပွင့်ကြီးရုတ်တရက်ကြွေကျသွားသည်ကို တွေ့ကြရလေ၏ထိုအခါရွှေပုံသည်ညီကလေးရွှေလုံးအတွက်စိတ်ပူ၍ကဲဆယ်ရန် ထွက်လာခဲ့ရာတောထဲမှာအမေအိုနှင့် လာတွေ့လေ၏တူဒီထိုအမေအိုအားစိတ်ထားဆိုးဝါးမှန်းတည်၍အိမ်ထဲသို့မဝင်မဲအပြင်မှနေ၍ဟေးအိမ်ထဲကအမေကြီး ငါညီကိုအတက်ပြန်ရှင်းအောင်အခုလှုပ်ပေးရင်ပေးမပေးရင်နှင်းကိုတက်ရလိမ့်မယ်။ချင်းချောက်ရအမေအိုကြီးလဲကြောက်လန့်လာ၍ရွှေလုံးကြောက်ရွံ့ကြီးအားလူပြန်ဖြစ်အောင်လှုပ်ပေးလိုက်လေ၏။ထိုအခါမှညီကိုနှစ်ယောက်တို့ပြန်၍တွေ့ကြရပြီလင်။ရွှေလုံးကသူ၏မယားထံသို့ပြန်၍ရွှေပုံမှမူဖခင်ထံသို့လမ်းခွဲ၍ပြန်လာခဲ့လေသည်။